မြန်မာနဝချင်းလေးကိုအစစ်တဆိုင်အားပေးနားဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလန်းလေးကစာရေးဆရာမောက်တင်ဆက်ရေးသားထားတဲ့အောက်လန်းဘိုးရင်နဲ့တစ္ဆာဇလန်းအပိုင်းနှစ်စသိမ်းပိုင်းကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဦးဝေလာဟာကြံထရေးပြင်မှာလူအများဝိုင်းအောင်နေတာကြောင့်အဲ့ဒီနေရာကိုလာခဲ့တယ်။ တာရရဲ့နွားလဲအောက်ကောက်ပေးနေတဲ့မောင်ဘူးတရဥွေလာကိုမြင်သွားတာကြောင့်နွားကျိုးကိုပေတူးစီပေးပြီးဥွေလာစီကိုတွားလိုက်လေတယ်။ဆရာကြီးဒီဟိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ။ငါမင်းဆရာအဖြစ်လိုချင်လို့လိုက်လာတာကွာ။ငါတပည့်ခံမို့လေ။မြင်မောင်ခလိုတွေကဘာဖြစ်နေရလဲကွာ။ပို့ထိတ်လို့ဆရာကြီး။ဟာဒီတိုင်းနေလို့ဘယ်ဖြစ်မလဲ။ဥွေလာကလူကြားတဲ့တိုးဝင်ပြီးတော့ပို့ထိတ်ခံထားရတဲ့ဥတီဦးရဲ့အနီးမှာထိုင်ပြီ။ကဲ။ ိုးထည့်တဲ့နေရာကိုပြစမ်းမအောင်ဒီမှာပါဦးတည်ဦးရဲ့ဘေးမှာရှိတဲ့ကိုမြကြီးကမွေးကြိုက်ခံနိုင်ရတဲ့အဆွဲပေါက်နှစ်ပေါက်ကိုပြလိုက်တယ်ဒီအခါမှာဦးဝေလာဟာရေတစ်ခွက်တောင်းပြီးတော့ရေနဲ့ပိုးထည့်ထားတဲ့နေရာကိုဆေးပြီးနောက်ဝိုင်းအောင် ကြည့်နေတဲ့ပေပေရွာသားတွေဘက်ကိုလှည့်ပြီးဘသူမှအတန်မထွက်ကြနဲ့ဟုတ်ကဲ့ဦးဝေလာဟာအဲ့ဒီလိုပြောလိုက်ပြီးနောက်ပိုတိခံထားရတဲ့နေရာကိုလက်နဲ့ပုတ်သက်ပြီးမန်နံတပုတ်ကိုရွတ်ဆူလိုက်တယ်။မန်နံဆုံးတဲ့အခါမှာတော့ပေကျော်ရရသွေးတွေဟာ ိုးထရာနေရစီအဖို့ထေတရဖြစ်ပြီးစူးစီးလာလို့ပြည်ဖူးတစ်ခုလိုဖြစ်လာတယ်။အဲဒီနောက်မှာတော့ဦးဝေလာဟာနေကြောတစ်ခုနဲ့အဲ့ဒီပြည်ဖူးတရံဖြစ်နေတဲ့နေရာကိုခွဲလိုက်တဲ့အချိန်အမဲရောင်သွေးတွေထွက်လာခဲ့တယ်။သွေးမဲတွေကုန်မတဲ့အခါမှာတော့ပတ်တီးစီဖို့အတွက်ပစိုးအတန့်တထဲကိုတောင်းပြီးမြို့သမီးတဦးရဲ့ခေါင်းမှာပေါင်းထားတဲ့ပစိုးတာရရဲ့အဘကတောင်းယူပေးလိုက်တယ်။ဦးဝေလာအဲ့ဒီပစိုးကိုဖျက်ပြီးအနာကိုစီးပေးလိုက်လေတယ်။အားလုံးပြီးစီးသွားတဲ့အခါ ခြေစေးတွေထွက်ပြီးတော့မွေစိတ်တက်နေတဲ့ဦးတင်ဦးတယောက်ပြန်လည်တက်တာလာတဲ့အတွက်ဦးဝစ်လောက်လက်အုပ်ချင်းကကျေးဇူးတင်စကားဆိုလိုက်တယ်။ကျုပ်ကိုဆရာကြီးတောင်မကဲသိမ်ပါပဲဗျ။တေးကမရောက်တော့မသေးတာပါဗျာ။ကဲကဲကဲအိမ်ကိုပြန်ပြီးအနားယူတော့ဘာမှမဖြစ်တော့ဘူး။ပေပေရွာသားတွေကဦးဝစ်လောက်များစွာချီးကျူးပြီးအတော်အထင်ကြီးလေးစားသွားခဲ့တယ်။ရွာသားတွေလိုပဲမဟုတ်ဘူးတင်လေ။ဦးဝစ်လာရဲ့ပညာကိုအတော်အထင်ကြီးမိသွားတယ်။ တိုက်ဝင်မဟုတ်တဲ့တာမန်ငွေတကောင်ရဲ့အစိတ်ကိုထုတ်ပေးနိုင်တဲ့ဥဝေလာရဲ့ပညာအထိတ်ကြီးစရာကောင်းလာပြီ။အဲနောက်မှာတော့ဥဝေလာကသူ့ကိုငေးကြည့်နေတဲ့မောင်ဝိုးတွေကိုပြည့်ကြည့်ပြီ။ကောင်းလေးဘယ်လိုလဲ။ငါ့စီမှာတပည့်ခတ်မှာလား။မောင်ဝိုးတွေအတန်ကြာအောင်စဉ်းစားနေပြီးနောက်ဥကောင်းကိုငင်းပြကလက်ခံလိုက်ပါတော့တယ်။တလဲကုန်းရွာကျဲဝင်းနဲ့ချန်ကျဲကြီးကဥဝေလာရဲ့အိမ်ဝိုင်းကျဲကြီးပဲဖြစ်ပါတယ်။အဲ့ဒီချန်ကြီးထဲမှာတော့ ရွာသားတွေစုဖွဲ့ပြီးဆက်လုပ်ထားတဲ့ဖုံးတော်ကြီးကြောင်းထက်ကြီးတဲ့အင်ကြီးတအိမ်ကိုတည်ဆောက်နေကြတယ်။မြို့ဝလာတဲ့ပယံဆရာတွေအလုံးလုံးနေတာကိုရွာကနေရတအပ်တအော်နဲ့မလန့်မကန့်နဲ့ချီကျူးနေကြတယ်။အောက်ကိုစီထားတာများညင်းနေရပဲကွာ။တတော်လက်တဲတဲ့သူတွေပဲ။လက်တဲတာမဟုတ်ဘူးကွာ။ဟိုကျိုးအတိုင်းလိုက်စင်နေတာ။ကျိုးကကျိုးပါပဲကွာ။စင်နေတဲ့သူကဒါလက်တဲလို့ပါ။ဟေးကောင်ထောင်းလေးနေနေယူထားလိုက်ပါလား။မေကွန်းစားရင်စားလို့ရတာပေါ့။ အေးအဲ့ဒါမဆိုမင်းသိတဲ့အတိုင်းကိုရဖို့ထုံးဝရှာပါပြီ ਨੇ ဗာသားတွေရဲ့စကားကြောင့်အုံမြချနေတဲ့ပယံတွေကတယောက်မျက်နာတယောက်ကြည့်လိုက်ပြီးတယောက်သောပယံစီကအနောက်မလမကအရွာသားတွေကိုလှည့်ကြည့်ပြီးစကားဆိုလေတယ်ဟဲ့လူတွေခမရတို့ထုံးနေရှောက်မယူနဲ့နော်အဲ့ဒါစားတဲ့ထုံးမဟုတ်ဘူးတယိုးဖြော်ရင်ထည့်ရတဲ့ထုံးနေထုံးကအတူတူပဲမဟုတ်ဘူးလားဗျမဟုတ်ဘူးဒါကကိုရကြီးထည့်တဲ့ထုံးမဟုတ်ဘူး ဖာသားတွေကိုကြည့်ပြီးပယံဆရာတွေရသဘောကျပြီးရှိမောနေတယ်။တချို့တော့လူကြီးတွေအဖြစ်ထုံးနေကိုလမ်းနဲ့ဆုပ်ယူထားနေပြီ။အလုံသမားတွေအတွက်ဟိချက်ပေးတဲ့သူတွေကတော့အလုံလုံတဲ့သူနှဲပါသွားပေမဲ့ချက်ပြုတ်ရတာရော့မသွားဘူး။ဘာကြောင့်လဲဆိုတော့ရွာထဲမှာရှိတဲ့ကလေးတွေနဲ့ရွာသားတွေကနေ့စဉ်လာရောက်စားတောက်ကြတယ်။အခုလည်းဥဝေလာမဘိုးတိန်နဲ့အတူတူထမင်းချက်ပြုတ်နေတဲ့ရွာသူရွာသားတွေရှိရာစီကိုရောက်ရှိလာလေတယ်။ ဥဝေလာဟာဝတ်သားတွေတုံးနေတဲ့လူတွေကိုပြုံးရင်စွာနဲ့စကားဆိုလေတယ်။ကိုပြုံးတော့လိုအပ်တာရှိရင်ကျုပ်ကိုပြောနော်။ချက်တာချက်။ဟုတ်ကဲ့ပါ။ဥဝေလာတော့စင်ဖို့တက်ချုံမှုကြီးနေပြီပြော။အိမ်ဆောက်လို့ကုန်တာထက်ကျွေးမွေးရတာပိုကုန်နေပြီထင်တယ်။ကုန်ပါစီဗျာပြောဘလို့ပါဦး။ကျုပ်ကတော့အလူးလိုပဲသဘောထားပါတယ်။ဟိုဘက်ကမဝင်းတော့လေလိုတာရှိရင်ကျုပ်ကိုချက်ချင်းလာပြောဗျာ။ထမင်းရင်နေပြက်လက်တာမျိုးမဖြစ်စေချင်ဘူး။စိတ်ချဥဝေလာရဲ့ ကျုပ်တို့ကလည်းအခုလိုချက်ပြုတ်ရတာကိုတဲပြီးသဘောကျပါတော့။ထမင်းချက်ပြုတ်သူတွေနဲ့စကားပြောတဲ့ဥဝေလာကိုမဘိုးတေအကဲခဲကြည့်လိုက်မိတယ်။ဥဝေလာရဲ့ပုံစံကအတော့စိတ်သဘောထားမှတ်ကန်တဲ့အသေးစောင့်နေတယ်။ဘိုးသူတော်ဥမဲကိုတက်ပြီးရွှေတွေအပိုင်စီးထားတဲ့ကိစ္စကိုသူတို့သာမသိရင်ဥဝေလာကိုယုံကြည်မိမှအေးကမ်းမယ်။ပေပင်ရွာဥတေဥကဥဝေလာကြောင့်အသက်ရှင်ခွင့်ရခဲ့တယ်။အခုဆိုရင်တလဲကုန်းမှသာမကဘ ပေပင်ရွာအထိပါဥဝေလာရဲ့နမည်ကကြော်ကြားလာခဲ့တယ်။ဘလို့ပဲဖြစ်ဖြစ်မော်ဘိုးတရားအခွင့်ရရတာနဲ့ဥဝေလာကိုဒုက္ခပေးဖို့အတွက်ပဲစိတ်ထဲကနေတိမတ်ထားလိမ့်တယ်။အဲဒီနောက်မှာတော့ထမင်းချက်ပြုတ်ကြတဲ့လူတွေရဲ့အနီးကနေသူတို့နှစ်ယောက်ထွက်ခွာပြီးယာယီအိမ်လေးထဲသွားပြီးတော့ဥဝေလာမော်ဘိုးတရားအိမ်ဖို့အတွက်နေရာပေးလိမ့်တယ်။ကောင်းလေငါပညာတွေရောအမွေဆက်ခံနိုင်မဲ့သူ လိုက်ရှာနေတာကြပြီ မတွေ့ရဘူးကပညာလိုချင်တဲ့ကောင်ကိုတွေ့တော့အသက်ကကြီးနေပြီ။ အသက်ငယ်ပြန်တော့လည်းအဆန်းစားမရှိ အကြောက်တရားအကြီးသေးတယ်။မင်းနဲ့ကြမှာငါလိုချင်တဲ့အနေထားကိုရတော့တယ်။တို့တွေအိမ်မပြီးခင်တော့ဒီအိမ်လေးမှာပဲနေကြတာပေါ့ကွာ။မင်းကဟိုဘက်မှာအိမ်ငါကဒီဘက်မှာအိမ်မယ်။အခုတော့မင်းငါတပည့်အဖြစ်သစ္စာဆိုရမယ်ဘလို့လဲ။ရရတယ်ဆရာကြီး။ဆရာကြီးဒါဘသူ့အမမရှုံးစိန်နဲ့အဲ့ဒါဆိုကြောက်သစ္စာရှိမယ်။ဟုတ်ပါပြီကွာဟုတ်ပါပြီ။အဲ့နောက်မှာတော့ဥဝေလာမဟုတ်ဘူးတေရောသူ့ရဲ့ခြေရင်းမှာထိုင်ခိုင်းမိ။ လက်ကိုလှလိုက်ကလက်ညှိုးထစ်ကိုဓမြောက်ထိတ်နဲ့ထုတ်လို့ကြလာတဲ့သွေးလေးကိုကြေဖလားတစ်လုံးနဲ့ခံလို့တစ္ဆာစုကားလိုက်တယ်။မဘိုးတေလည်းထွေထွေထူးထူးစဉ်းစားမနေတော့ပဲဥဝေလာခိုင်းတဲ့အတိုင်းသူ့ရဲ့သွေးတွေထည့်ထားတဲ့ခွက်ကိုယူပြီးတော့တစ္ဆာစုပြီးကြီးခွက်ထဲမှာရှိတဲ့သူ့ရဲ့သွေးတွေကိုရေအနေငယ်နဲ့ရောပြီးတောက်လိုက်တယ်။ကောင်းလေးလာနားစားမအောင်မင်းကအဲ့လိုလေလုံးစရာမလိုပါဘူးကွာ။ရပါတယ်ဆရာကြီးဒီမှာအုပ်လို့နေလို့ကောင်းလေးနေပူနဲ့မထွက်နိုင်အောင်ကွာ။ ုတ်ကဲ့ဆရာကြီးပယံတို့ရဲ့ဘေးမှာနေပြီးတော့လိုအပ်တာတွေလုပ်ပေးနေတဲ့မောက်ဘိုးတင်ကိုချစ်ပြီးဥဝေလာစကားလှမ်းပြောနေတယ်မလုံးနဲ့လို့တားပေမဲ့မရတာကြောင့်လှုပ်ထားလိုက်ရတယ်မောက်ဘိုးတင်ကတော့ပယံဆရာတွေနဲ့လေးပေးဖြောက်နေတယ်ဦးလေးလက်ထရာကင်ထားတဲ့ဟာကိုဘာလို့ခေါ်ရလဲဗျကျုပ်သိလို့သိတယ်မင်းနေလို့ဒါလားဒါဟုတ်တက်လှောက်လို့ခေါ်တယ်ကွာဘယင်းတွေကင်နေငါပြောဖို့ပြောတာလားမင်းပြောတာကိုငါနားမလည်ဘူး ဒီလိုလေဗျာကျုပ်တို့ရွာသားတွေပြဆက်ကိုက်ဘယင်လုံးတဲ့သူတွေကငပြောဖို့လို့ဟာကိုင်ကြတယ်လीအဲ့ဒါလဲတန်လျက်ပဲဩအေးဟုတ်တယ်ဒါ ው လဲတန်လျက်လို့ပဲခေါ်တယ်ဒါနဲ့တထိန်ဥဝင်လာနဲ့မင်းကဘာတော့ရလဲဆရာတပည့်ဘောဗျဒါနဲ့ခမရတို့ကဥဝင်လာနဲ့ဘလို့လောက်ပြီးသိရလဲသူကမြို့မှာလဲအိတ်တလုံးရှိတယ်ကွာအဲ့ဒီအေကိုငါတို့ပဲစောက်ပေးထားတာဥဝင်လာကြောင်းနေလဲလှူတယ် အဲ့ဒီအเจ้าနေလဲငါတို့ပဲလိုက်ဆောက်ပေးခဲ့ရတာတကယ်သူတော်ကောင်းကြီးကွာမဘိုးတီဟာပယံတွေရဲ့စကားကြောင့်မဲပြုတ်တစ်ချက်ပြုံးလိုက်မိတယ်လူတွေအားလုံးအလေခံနေရပါလားလို့လဲတွေးနေမိတယ်အဲ့နောက်မှာတော့သူကအုတ်တရော်ကိုတဲပို့ပြီးပယံဆရာကိုထပ်မံမင်းမြလိုက်ပြန်တယ်ဒီအင်ကဘယ်တော့လောက်ပြီးမယ်ထင်လဲဗျအခုမှအုံမြချရသေးတာလေပြီးရင်လဲသမားတွေလာလက်အောင်မယ်သူတို့အိမ်တိုင်းထောင်ပြီးငါတို့ကအိန္ဒိယနေရောအုတ်တက်ရအောင်ပါငါစိတ်ထင်တော့ နောက်တလားနှစ်လားလောက်တော့ကြောင်းမှာပေါ့အဲ့ဒါဆိုကြောင်းမှာပေါ့ကြောင်းမှာပေါ့ကွအိမ်ကသေးတာမှမဟုတ်တာကဲကောင်းလေးရင်မင်းလဲနားတော့ကွမင်းရဲ့ဆရာသမားကမင်းကိုအလုံးမလုံးစေချင်နေပုံပဲတော်တော်မဘိုးတီကိုပယံဆရာတွေကနောက်ထပ်ဘာအလုံးမှမလုံးစေတော့ပဲနားခမ်းလေတယ်ဒါကြောင့်မဘိုးတီကပယံနဲ့အနည်းအားထလာပြီးတော့ဥဝေလာထန်နေတဲ့စပွဲတန်းရစီကိုသွားလိုက်ပါတော့တယ်လေခွေးနေရဲ့ဘေးမှာရှိတဲ့လှဲလန်းလေးအတိုင်း လူနှစ်ယောက်လမ်းလျှောက်လို့နေတယ်။အဲ့လူနှစ်ယောက်ကအထက်လမ်းဆရာကိုဦးဝင်လာနဲ့သူ့ရဲ့အသစ်ဆက်ဆက်တပည့်ဖြစ်သူမော်ဘိုးထီနိုပဲဖြစ်ပါလေ။မော်ဘိုးတရားလွယ်အိတ်တစ်လုံးကိုလွယ်ထားတယ်လို့ဦးဝင်လာလည်းလွယ်အိတ်ကြီးတစ်လုံးကိုဘေးတစောင်းလွယ်ထားတယ်။မော်ဘိုးတရားသူ့တို့သွားနေတဲ့လမ်းကိုတိနေတာကြောင့်အရှိအသွားနေတဲ့ဦးဝင်လာကိုအနောက်ကနေရှောက်နေရင်းကမင်းလိုက်တယ်။ဆရာကြီးဒါအသစ်ဆက်ရွာကိုသွားတဲ့လမ်းမဟုတ်လား။အေးလေမင်းကတိတယ်လား။တိတာပေါ့ဗျ။ ကျုပ်ကတစ်ဆိတ်ရွာမှာငွေတာကြ။အော်ဟုတ်လား။ငါ့ကိုတစ်ဆိတ်ရွာတထီးတယောက်ကပြင်ထားလို့ကွ။ဘာဖြစ်လို့လဲဆရာကြီး။ကြက်ဖန်းတယ်လို့လို့နှစ်ဖန်းတယ်လို့လို့ခင်ရလို့တဲ့။မင်းလည်းထိုက်တဲ့နှလောက်ပညာတတ်နေပြီဆိုပေမဲ့ငါလုပ်တဲ့ဟာတွေကိုလိုက်မဲ့ထားကွ။ပညာဆိုတာကုန်နေမရှိဘူး။စိတ်ချပါဆရာကြီး။ကျုပ်ကလည်းပညာလိုချင်နေတဲ့ကောင်မ။ဒီလိုနဲ့သူတို့နှစ်ယောက်စကားတပြောပြောနဲ့ခီးဆက်နေလေတော့ညနေအချိန်လောက်မှာတစ်ဆိတ်ရွာကိုရောက်ရှိလာခဲ့တယ်။ မရောက်တာနှစ်ပေါက်အတော်ကြာနေပြီဖြစ်တဲ့တစ်ဆိတ်ရွာလေးကထွေထွေထူးထူးဘာမှမပြောင်းလဲဘူး။မဘိုးတဲ့အသက်၁၀နှစ်ဝန်းကျင်ကဖခင်ဖြစ်သူရဲ့နာရွေးကိုနောက်ဆုံးအနေနဲ့ရောက်ခဲ့ပြီ။အခု၁၄နှစ်ဝန်းကျင်ရောက်မှသာပြန်ရောက်လာခဲ့တယ်။အတိတ်ဟောင်းတွေကသူတို့ရဲ့နှလုံးသားကိုလာဆောက်နေတယ်လို့ဖြစ်နေတယ်။ဖခင်ဖြစ်သူညောင်ရင်းချင်းမြို့မြောက်ခိုင်းတဲ့ရွာသားတွေကိုမျိုးလုံးထဲမှာပြန်လည်မြင်အောင်လာခဲ့တယ်။ဖခင်ဖြစ်သူအာသုဘချတော့လေတစ်ဆိတ်ရွာသားဆိုလို့ အရပုတ်ရောက်နဲ့ကိုစိုးကြည့်နဲ့ဖဲသမားတွေရတာလိုက်ပါပို့ဆောင်ပေးခဲ့ကြလေတယ်။သစ်စိန်ရွာမှာသူ့ကိုကြည့်ပြူတယ်ဆိုလို့ကိုစိုးကြည့်နဲ့ရွာလူကြီးသာရှိမယ်ထင်တယ်။အတိတ်ကိုတွေးမိတဲ့မောင်ဘိုးတင်ကကိုစိုးကြည့်ကိုသတိရလာတာကြောင့်ဦးဝေလာကိုခွင့်တောင်းလိုက်လေတယ်။ဆရာကြီးကျုပ်အတိတ်အိမ်တအိမ်ကိုဝင်ချင်းနဲ့ခွင့်ပြုနိုင်မလား။မင်းသိမှလားဝင်လေကွာ။ဦးသိန်းစိုးရဲ့အိမ်ဝင်လဲမင်းအောင်မှဆိုတော့ပို့ပြီးအဆင်ပြေတာပေါ့။ဦးဝေလာခွင့်ပြုတာမို့ မော်ဘိုးတေကိုစိုးကြီးရဲ့အရက်ဆိုင်ကိုဝက်သွားလိုက်လိမ့်တယ်။ထုံးဆိုင်အတိုင်းကိုစိုးကြီးတယောက်အရက်သမားတွေရဲ့ရင့်နေတဲ့စကားတွေကိုလေးသက်မမနဲ့ဖြစ်ရှင်းနေတဲ့အတန်ကိုကြားလိုက်ရတယ်။ဟေးအောင်ဂျပန်ကြီးမင်းမတောက်ရင်လည်းမတောက်နဲ့။အေးတောက်လည်းငါဆိုင်မှာလာထိုင်ပြီးတော့ငါအရက်မကောင်းကြတော့မပြောနဲ့လေကွာ။အရက်ပုံးဆိုင်မဟုတ်တော့ဘူးကွာ။မင်းတို့ကောင်တွေကိုတီးခတ်စရာအကြောင်းမရှိတော့ဘူး။တရားဝင်လိုက်စင်ရထားပြီးပြီ။ခမရကျုပ်တို့ကျေးဇူးကိုမမေ့နဲ့။ လဲပောင်းပြီးအရက်တောက်လာတဲ့ဂျပန်ကြီးပါဗျကျုပ်ကျေးဇူးတွေခမားနားလဲရင်ရုတ်ထုထုပြီးတော့ကိုးကွယ်ထားတဲ့နေဂျပန်ကြီးမင်းတို့တီးခံရတာများနေပြီနော်ရင်းနှီးချမ်းရအရက်လေတစ်ခါတော့တောက်ဖူးပြီးတော့ငါရက်ကိုစော်ကားတော့မင်းများသွားပြီကွာဟဲ့လူခမားဘာမှမသိပဲရှောက်မပြောနဲ့ရင်းနှီးချမ်းရအရက်မဟုတ်ဘူးကွာနာမည်ရှိတယ်ဝီကီပြဝီကီဟေးကောင်မြေမကမဲအဲ့ဒီဝီကီဆိုတဲ့အရက်ကိုတောက်ချေလိုက်ရှာတော့ ငါရဲ့မကောင်းမှုဆိုတဲ့စကားကိုဆိုင်ထဲမှာတော့ထပ်မပြောနဲ့အမှန်တရားကိုလက်ခံစားမှာကိုစိုးကြည့်ရအဲ့ဒီနိုင်ငံခြားပြည်အရက်ကိုတစ်ခွတ်တောက်ပြီးသွားတဲ့အချင်းရဆပြီးတော့ခမားရဲ့တော်ရက်ကဘာမှမဟုတ်တော့ဘူးနန္ဒာစီနဲ့ဤပြမင်းလိုက်ဂျပန်ကြီးရှိရအရက်ပလင်းတိတ်လိုက်ကွာဒီကောင်တော့တော့များနေပြီအရက်သမားတွေရဲ့ရေလုံးတွေကိုဖြစ်နေတဲ့ကိုစိုးကြည့်ဟာမဝိုးတိန်နဲ့ဥဝေလာကိုမြင်တော့သူ့ရဲ့တပည့်မင်းနိုင်ကိုနေရာပေးခန့်လိုက်လေမင်းလိုက် တခြားရွာဧည့်သည်လာတယ်။နေရာပေးလောက်။ကိုစိုးကြီးကြောက်ကိုတော့မမှတ်မိတော့ဘူးလား။မဘိုးတရားသူ့ကိုမှတ်မိဟန်မရှိတဲ့ကိုစိုးကြီးကိုနှုတ်ဆက်လိုက်တဲ့ချိန်ကိုစိုးကြီးကသူ့ကိုတေချာကြည့်ပြီးမေမေဘိုးတွေမှလား။ဟုတ်တယ်လေဗျာကြောက်ဘိုးတွေလေ။မင်းကွာအဲ့ဒီဘယ်လောက်ကြာနေပြီလဲ။တစ်ခေါက်လေးတော့ပြန်မလာအောင်။မေဒီအရွယ်တော့ရောက်လာပြီပဲ။ထိုင်ကြထိုင်ကြ။မင်းအရက်တောက်တက်နေပြီလား။မတောက်တက်ပါဘူးဗျာ ဒီဟိုအလောက်ကိစ္စနဲ့လာတာအော်အေးကောင်းတယ်ကွာကဲမင်းတို့ထိုင်ကြငါရင်းနှီးနဲ့အမြင်လေးလောက်လာဦးမယ်ကိုစိုးကြီးကဝမ်းသာအားရနဲ့မှောက်ဖို့တင်တော့လွတ်နေတဲ့တန်လျာမှာထိုင်ခိုင်းပြီးတော့သူကတော့ကြက်ကြော်ကြက်ကြော်နဲ့ရင်းနှီးချက်တို့ကိုယူဆောင်လာပြီးမျက်နှာချင်းဆိုင်တန်လျာမှာဝင်ထန်လို့လောက်ကိုပြုတ်လိုက်တယ်ဘိုးရီနဲ့အဲ့ရဲ့ကြီးတို့တုံးဆောင်ပါဗျာဟုတ်ကဲ့ကိုစိုးကြီးသူတို့ဟာထွေရလေးပါစကားတွေကိုပြောဆိုပြီးတဲ့နောက်မှာတော့ ဥဝေလာတယောက်သူသွားရမယ့်နေအိမ်ကိုမင်းမြလိုက်လိုက်တယ်။ငါတို့ရေဥသိန်းစိုးဆိုတဲ့လူရဲ့အိမ်ကိုလမ်းညွှန်ပါအောင်။ဘယ်ဟာဥသိန်းစိုးလဲဆရာကြီး။သူ့သားကကျမ်းမာရင်မကောင်းလေ။အော်သိပြီ။ရွာလေးကဥသိန်းစိုးပဲ။ကြောက်လိုက်ပို့ပေးမယ်။ဘိုးရီကိုဆရာကြီးလိုလူမျိုးနဲ့အတူတူတွေ့ရတာတကယ်ဝမ်းသာတယ်ဗျာ။ကိုစိုးကြီးကဥဝေလာကိုအထက်လန်းဆရာဖြစ်မှန်းသိနေတယ်။ဘာကြောင့်လဲဆိုတော့ဥသိန်းစိုးကသူ့ရဲ့သားဖြစ်သူအတွက် နမဲကြီးအထက်လန်းဆရာတယောက်ကို ပြစ်ဆောင်ထားတယ်လို့နမဲကြီးနေတယ်။ကိုစိုးကြီးဟာမဘိုးလေးတယောက်အထက်လန်းဆရာတယောက်ရဲ့တပည့်ဖြစ်နေတာကိုသိရနဲ့များစွာကျင့်နေနေပြီးဦးသိန်းစိုးရဲ့အိမ်ကိုလိုက်ဖို့ပြေးလိတယ်။တင်းနောက်အင်းကြီးတလုံးရဲ့အိမ်ဦးကမှာတော့ညနေမိုးချုပ်နေပြီဖြစ်တာကြောင့်အိမ်ထဲမှာရေနံစီမြူးကွက်တွေထိုးညှိထားလိတယ်။အိမ်ရှိကအိမ်ရပေါ်မှာ အသက်၁၈နှစ်အရွယ်လူငယ်တယောက်လဲလျောက်လို့နေတယ်။သူ့ရဲ့ဘေးမှာ မိဘနှစ်ပါးနဲ့အတူတူအထက်လန်းဆရာဦးဝေလာနဲ့မောင်ဘိုးတင်တို့ရှိနေတယ်။ဦးဝေလာလူနာကိုစူးစိုက်ကြည့်ပြီး"음ဒီကလေးရဲ့သွေးတွေကိုစောက်နေတဲ့ကောင်ရှိနေတာပဲ"ဖြူပဲ့ပြီးတော့ဖြစ်နေတဲ့လူငယ်ကိုချစ်ပြီးစကားဆိုလိုက်တော့အဲ့ဒီလူနာရဲ့မိဘတွေကစိုးထိတ်သွားခဲ့တယ်။ဆရာကြီးကိုအားကိုးပါတယ်။ကျွတ်တို့မှဒီသားလေးတယောက်တည်းရှိတာပါ။ကဲပါဦးဆရာကြီးရဲ့။ကြောက်ရွံ့လာပြီပဲ။ဘာမှမပူနဲ့တော့။အချိန်ရတော့မကြသေးဘူး။ တကောင်လုံးမှကူရမှာဥဝေလာရဲ့စကားကြောင့်လူနာရှင်လင်မြနှစ်ယောက်ထရမိမကြီးကအိမ်အောက်ကိုလှမ်းခေါ်လေတယ်နင်းလိုက်နဲ့ဝေလွေဆရာကြီးကိုထမင်းကျေးဖို့ပြင်ကြမိမကြီးကမာနကြီးတဲ့ပုံပဲသူ့ရဲ့အိမ်ကအလौတမားတွေကိုပြောဆိုဆက်ဆံတာအတော်အတတ်မှလုံးနေအဲ့နောက်မှာတော့မိမကြီးကမဘိုးတင်ကိုချစ်ပြီဆရာကြီးဒီကောင်လေးကိုကျမမြင်ဝင်နေတယ်လို့ပဲမြင်မှုမှာပေါ့သူကဒီဟာသားပဲလေဘိုးတင်နဲ့ ဘိုးရင်ကြောက်ဘူးလို့ပဲမိမကြီးကသူ့ရဲ့ယောက်ျားကိုလှမ်းကြည့်ပြီးပြောလိုက်တော့ဦးသိန်းစိုးအမိရတဲ့လူကြီးကမဘိုးတင်ကိုလှမ်းကြည့်ပြီးကောင်းလေးမင်းကဘသူ့သားတော်ကွဲ့ဦးကောင်းရဲ့သားပါအရည်တမန်ငကောင်းရဲ့သားပေါ့အော်အေးအေးအေးဦးကောင်းရဲ့သားလို့သိလိုက်ရတာနဲ့အဲ့ဒီမိမကြီးကချက်ချင်းမျက်နှာထားပြောင်းသွားပြီးမဘိုးတင်ကိုမနှိမ်မျိုးတဲ့အချင်းနဲ့ကြည့်လာတယ်ဒီကမဘိုးတင်က စိတ်ထရဘဝင်မကြပေမဲ့မတိကျိုးကျိုးပြုတ်ပြီးနေလိုက်တယ်။များမကြတဲ့အချိန်မှာတော့ထမင်းဝိုင်းပြင်ထားပြီးဖြစ်ကြောင်းအိအောက်ကအမျိုးသမီးတယောက်လှမ်းပြောလာတယ်။ကြီးတော်ထမင်းဝိုင်းပြင်ပြီးပါပြီ။အော်အေးအေးအေးဆရာကြီးကြောက်ပါရှင့်။ကောင်းလင်းနေရဒီမှာခဏဆောက်ဆရာကြီးထမင်းစားပြီးမှနင့်ကိုကျွေးမယ်။ဒီစကားကြောင်မဘိုးတဲ့အတော်စိတ်မသက်မသာဖြစ်သွားတယ်။သူထပ်ပေါ်ပြီးစိတ်မသက်မသာဖြစ်သွားရတဲ့သူကဥွေလာပဲ။ဥွေလာက အဲ့လိုပြောလာတဲ့မိမကြီးကိုစူးစိုက်ကြည့်ပြီအဲ့ဒါဆိုကြုတ်လဲထမင်းမစားတော့ဘူးပြန်တော့မယ်ကြုတ်တဲ့ဘဲကကြုတ်ဘွားပဲခမရတို့ကြုတ်တဲ့ဘဲကိုမခန့်လေးစားဆက်ဆက်လို့ကြုတ်လဲခမရတို့တာမကုတ်ပေးနိုင်တော့ဘူးကောင်းလေးထပြန်မယ်မထင်မှတ်ထားတဲ့ဥဝေလာရဲ့တုတ်ပြန်စကားနဲ့မထင်မှတ်ထားတဲ့အခြေအနေကြောင့်မောက်ဘိုးတီအံ့ဩနေမိတယ်အိရှင်မိမကြီးကလည်းအတောက်အံ့ဩနေတယ်သူမကဘလို့ပြက်ပြောရမလဲမသိဖြစ်နေတဲ့အချိန်ဦးသိန်းစိုးကသူ့မိမကိုငေါငန်းလိုက်တယ် ီတော်တော်ရှာရှိတာပဲဆရာကြီးကိုပြန်တောင်းလာလိုက်ဆရာကြီးကိုပြင်ဖို့ဘလောက်ခက်ခဲလဲဆိုတာနင်အသိသားနဲ့ဦးသိန်းစောကအဲ့ဒီလိုငေါငက်လိုက်တဲ့အခါဒေါ်သူစားအမိရတဲ့မိန်းမကြီးကဥဝေလာကိုခြေတလုံးဖတ်မှတ်တဲ့တောင်းပန်လာတယ်ကျမတောင်းပန်ပါလေဆရာကြီးကျမသားလေးကိုကယ်ပေးပါရှင်ရုပ်ဒီလိုမပြောတော့အေးလူတယောက်ရဲ့အတမို့ကြောက်ခွန့်လွန်လိုက်မယ်ဒါပေမဲ့ကြောက်တဲ့ဘက်ကျင်းနေဖို့တော့လိုတယ်သူမကျင်းနေဘူးဆိုရင်တော့ကြောက်လည်းမကုပ်ပင်းတော့ဘူး မဘိုးတီဟာဥဝေလာရဲ့နောက်ထပ်ပြောလာတဲ့စကားကြောင့်အံ့ဩရပြန်တယ်။သူ့လိုဘာမှမဟုတ်တဲ့သူကိုနောက်မှထမင်းစားခိုင်းတဲ့ကိစ္စကြောင့်အခုထိဖြတ်သွားလိမ့်မယ်လို့သူ့အပါဝင်ဘသူမှထင်မှတ်ထားမှာမဟုတ်။အဲဒီနောက်မှာတော့ဒေါ်သူစာကသူ့ကိုကြည့်ပြီးတောင်းပန်လာတယ်။ငါတောင်းပန်ပါတယ်ကောင်လေးရေ။ငါ့ကိုခွင့်လွှတ်ပါ။ရတယ်။ကြောက်စိတ်တဲ့ဘာမှမရှိဘူး။မဘိုးတီရဲ့ခွင့်လွှတ်စကားကြောင့်ဒေါ်သူစာအတော့ဝမ်းသာသွားခဲ့တယ်။ ဥဝေလာမဝိုးတင်ကို ကြည့်လို့စကားဆိုလာတယ်။ကောင်းလေးမိတကယ်ချိန်ညက်လား။ချိန်ညက်ပါတယ်ဆရာကြီး။အဲ့ဒါဆိုတို့ထမင်းစားကြတာပေါ့။ပြီးမှလုပ်ငန်းစားကြမယ်။ဥဝေလာဟာမဝိုးတင်ရဲ့ပခုံးကိုဖတ်ပြီးအိမ်အောက်ကိုဆင်းလိုက်လေတယ်။မဝိုးတင်ကတော့ဖော်မပြတတ်တဲ့ခံစားချက်တချို့စိတ်ထဲမှာဖြစ်တည်နေတယ်။ဒီလိုနဲ့ညတကောင်ကျော်အချင်းကိုရောက်တဲ့အခါမှာတော့ဥဝေလာဟာအိမ်ဦးခန်းမှာလဲလျောင်းနေတဲ့လူငယ်ရဲ့နှစ်ဖူးကိုလက်နဲ့ဖိထားပြီးမန်နဲ့တပုတ်ကိုယွတ်လိုက်တယ်။ မပိမတရွက်ဖတ်တန်တွေကအိမ်ပေါ်မှာရှိနေတဲ့သူတွေတောင်မှစက်သိမ်းဝင်းချင်းတွေထကုန်တယ်။ညမကြတဲ့အချိန်မှာတော့အရင်ပဝင်းကျဲမှာခွေးတွေစူးစူးဝါးဝါဥနေကြတယ်။အရင်နာအိမ်ပေါ်စီတက်လာတဲ့လှေကားကိုစောင့်နေလာတဲ့ခြေတံတွေကို ကြားလိုက်ရပြီးတက်ခေါက်တံတွေလည်းပေါ်ထလာခဲ့တယ်။ဦးသိန်းစိုးနဲ့ဒေါ်သူစာတယောက်မျက်နှာတယောက်ကြည့်ပြီးထိတ်လန့်နေတယ်။မဝူဒီကတော့ကြောက်လန့်စိတ်နေနေမှရှင့်နေ။ပြီးတော့ဥဝေလာရွနေတဲ့မန္တန်တွေကိုအဆုံးတက်လိုက်တဲ့အချိန် အဲ့ရောက်ပေါ်မှာလဲလျောင်းနေတဲ့လူငယ်ကမျက်လုံးစက်ခနဲ့ဖွင့်လာပြီးငုတ်တို့ထထိုင်မှုစူးစမ်းလာတယ်။ဒါပေမဲ့လည်းဥဝေလာနှစ်ဖိုးကိုလက်နဲ့ဖိထားတာကြောင့်ထိုင်မရပဲအဲ့ရောက်ပေါ်မှာတဆက်ဆက်နဲ့တုံရင်နေတယ်။ဥဝေလာနှစ်ဖိုးကိုပို့ဖိပြီးတောက်တစ်ချက်ခောက်လိုက်ကမာထိုင်တဲ့လေတန်းနဲ့စကားဆိုလေတယ်။ကဲပြောစမ်းမကောင်းဆိုးပါမေဒီကလေးကိုဘာကြောင့်ဒုက္ခပေးနေရတာလဲ။ငါ့ကိုခိုင်းတဲ့သူရှိလို့မင်းလောက်ကသူများခိုင်းတဲ့အတိုင်းလောက်ရော်လား။ ငါငါအေးငါမန်းနဲ့တပုတ်ထက်ရောက်လိုက်တာနဲ့မင်းရဲ့နောက်အဝင်စီးအထိပို့နိုင်နေဆိုတာမသိရသလားငါငါသွေးစာလုံးလို့ပါတိတ်နောက်တစ်ခါဒီကလေးအနောက်ကောက်ဖို့တော့နင်မစင်းလားနဲ့ဒီကလေးရဲ့ပဝဲချေရောက်တာနဲ့လောင်ပြီးကြမယ်တာမှတ်ငါငါနဲ့အစောင်းသိပါပြီငါ့ကိုခုတ်လောက်ပါတော့ကဲသွားနိုင်ပြီဦးဝေလာဟာလူငယ်ရဲ့နှစ်ဖိုးကိုလှုပ်ပစ်လိုက်တဲ့အခါလဲနေတဲ့လူငယ်လေးက ခေါင်းကခြေထောက်ထိဒီကုံလုံးတဆက်ဆက်တုံရင်လာပြီးနောက်ခိတငင်းတက်သွားပြီးလေးစံတူတူနဲ့ရေတောင်းတောက်လာတယ်ရေရေပြီးပါကဲကဲရေဝအောင်တိုက်လိုက်အားရှိအောင်ကျွေးခမရတို့သာနေကောင်းပါပြီကျေးဇူးတင်လိုက်တာဆရာကြီးရေပူဇော်ခဘယ်လောက်ကလေးရအောင်လဲခမရ300လောက်ပေးဟုတ်ကဲ့ခမရရစီရပါမယ်ဦးသိန်းစိုးကအသေးယူလာတဲ့ငွေဆက်ကူတွေတည်းကငွေတွေကို ထုတ်ပေးလိုက်လိမ့်တယ်ဦးဝေလာလည်း မဝိုးတင်ကိုအဲ့ဒီငွေတွေလက်ခံယူစိတ်ပြီးတော့အေရှင်တွေတားနေတဲ့ကြညာအေချင်းမရှိပဲသကောင်းကျော်အချိန်မှာအိမ်မောကနေဆင်းလို့ရွာအပြင်ကိုထွက်ခွာသွားလိမ့်တယ်။ဥဝေလာနဲ့မဝိုးတင်တို့တစ်ဆိတ်ရွာကနေထွက်ခွာလာပြီးလှဲလန်းလေးအတိုင်းလမ်းလျှောက်လိမ့်တယ်။ဒီနောက်မှာတော့မဝိုးတရသူ့ရဲ့ဘေးမှာရှင်မြင့်လမ်းလျှောက်နေတဲ့ဥဝေလာကိုစကားဆုလိမ့်တယ်။ဆရာကြီးအစိုးရဟိုလူကိုလှုပ်ထားတာပညာသည်တယောက်ယောက်ကခိုင်းတာလားမှတ်လား။မင်းသိတာလား။သိတယ်။ ဆရာကြီးကအဲ့ဒီလူကိုဘာလို့မဖောက်ရလဲ။မဘိုးတရဲ့စကားကြောင့်ဦးဝေလာအတန်ထွက်အောင်ယူလိုက်တယ်။အဲ့နောက်ခြောက်တစ်ချက်ဟန့်ပြီးမင်းလည်းကိုယ်တိုင်ခံခဲ့ရပြီပဲ။ဒါတော့နားမလဲဘူးလား။ဆရာကြီးပြောတာကိုကြောက်နားမလဲဘူး။အဲ့ဒီအရာမိမကြီးဘလောက်အပေါက်ဆိုးလဲမင်းမြင်တာပဲ။ဒီလောက်အပေါက်ဆိုးတဲ့မိမကြီးကိုမချင်နဲ့တာမဆန်းဘူး။အဲ့တော့ဟုတ်ပါတယ်။သူတို့ကအလူတကာနဲ့တကာမတွေလေကွာ။ ကျောင်းစည်းရဲ့နဲ့တိတ်နေအတော်လူတယ်ဆိုပဲငါ့ကိုလာပြေတော့အဲ့ဒါတွေပြောပြသေးတယ်အဲ့ဒါကောင်းတာမဟုတ်ဘူးလားဘိုးတင်မင်းလည်းအောက်လန်းပညာတဲ့တယောက်ငါလည်းအောက်လန်းတက်တာပဲအလူတန်းဆိုတာလိုအပ်မှလိုရတယ်ကွာဆရာကြီးကရောအလူတက်မလုပ်လို့လားငါကောင်ရမင်းမြင်တဲ့အတိုင်းပဲငါ့အိမ်ဆောက်တာငါရဲ့အိမ်ဆောက်စရိတ်တက် စားတော့ဈေးတွေရောပို့ကုန်နဲ့လေအဲ့ဒါလှူတော့ပေါ့ကွာပြေးပြီးသားအိုးရီကိုလိုက်ဖြစ်နေမှလှူတော့မဟုတ်ဘူး ဆရာကြီးပြောတာကိုကြောက်နားမလဲဘူး။မဘိုးတွေအဲ့လိုပြောလိုက်တော့ဥဝေလာတက်ပြင်းတစ်ချက်ချပြီ။ကောင်းလေးမင်းရောမင်းဆရာငအောင်ဘာကြောင့်ခေါ်တယ်ဆိုတာမင်းသိလား။ဥဝေလာရဲ့နှုတ်ကထွက်လာတဲ့စကားကြောင့်မဘိုးတွေရင်ထဲထိတ်သွားတယ်။သူ့ရဲ့အကြံစီအိုများတိနေသလားလို့ထင်မှတ်သွားတယ်။ဥဝေလာကတော့နောက်ထပ်စကားဆိုလာပြန်တယ်။သူမင်းကိုခေါ်တယ်ဆိုတာသူနဲ့တူလို့သူငငယ်ရပုံနဲ့တူလို့ဆိုငါပေပင်ရွာလူတွေကိုမေးပြီးပြီ။ ဟုတ်မယ်ထင်တယ်။ငါလည်းမင်းကိုခေါ်တာ။ငါငငယ်တော့ကနေတူလို့ပဲကွ။ငါမြို့မှာနေသေးတယ်။မြို့မှာနေတဲ့အချိန်တိုင်းငါမပြော့ဘူး။ငါစားကောင်းတောက်ဖွဲတွေစားနေတဲ့အချိန်မှာငါရွာသားတွေပြီးတော့စပတ်ကောက်တဲ့ကောင်မှထမင်းစားတဲ့မိသားစုတွေအဲ့ဒါတွေရောငါမျက်နှာပူတယ်။ငါဘာကြောင့်ချမ်းသာလာလဲဆိုတော့ကိုရောမင်းသိလား။အခုလို့စေကူးလို့ပေါ့။ငါဘိုးတည်းရဲ့စကားကိုဥပွေလာရင်မောလိုက်လေတယ်။ကောင်းလေး မင်းကတစ္ဆာကြီးတောက်ထားပြီးပြီဆိုတော့ငါပြောလို့ရမယ်ထင်တာပဲပြောပါဆရာကြီးငါလည်းတယောက်ယောက်ကိုရင်ဖွင့်ချင်နေတာကွာငါယုံရတဲ့သူတယောက်မှမပေါ်သေးလို့အခုကြောက်ရှိပြီပဲအေးငါရွှေအိုရထားတာကွာဗျာဗျာမနေနဲ့တကယ်ပြောတာငါအဲ့ဒီပစ္စည်းတွေကိုရောင်းချပြီးမရှိစင်းရဲသားတွေကိုအမြဲကျူးမွေးမယ်လို့စိတ်ပန်းဖြတ်ထားတယ်ဦးဝေလား ဖိုးသူတော်ဦးမဲနဲ့ဖြစ်တဲ့ပြဿနာကိုဆိုလိုချင်နေမှမောက်ဘိုးတွေသိတယ်။ဒီနောက်မှာတော့ဦးဝိလာကတက်ပြစ်တစ်ချက်ချပြီးစကားဆိုလိုက်တယ်။ငါတငယ်ကြီးကဖုန်ကြီးကြောင်းနေကြီးလှူချင်တာအကွငါကတော့ကိုလဲသုံးမယ်မရှိစည်ရဲသားတွေကိုလဲလှုပ်မဲ့ပေါ့။ तू ကတော့အဲ့လိုမဟုတ်ဘူး။ဖုန်ကြီးကြောင်းနေကြီးပဲလှုပ်မှာတဲ့။ငါကတက်ဝက်ခွဲပြီးဆိုတော့ तू ကမပေးဘူး။မင်းမစဉ်းစားကြည့်လေ။ဖုန်ကြီးကြောင်းနေဆိုတာပြည့်စုံတယ်။တရက်လုံးမှာတရက်စားတဲ့လူတွေကမပြည့်စုံဘူး။ အဲ့ဒါလေးတွေပါလှူအောင်ဆိုတာလုံးဝပြောလို့မရငါဘာလို့တင်လဲဘိုးတွေမင်းစဉ်းစားကြည့်အဲ့ဒါတော့ကြုံပြောတတ်ဘူးဆရာကြီးငါဘာလို့ခဲ့တယ်လို့ထင်လဲမင်းဆိုရင်ရောဘယ်လိုလုပ်မလဲရွှေတွေကမနေအောင်တော့ကျုပ်ကအောက်လန်းလေဗျာကျုပ်ရားတဲ့ရားထိုက်တာအောင်မပေးဘူးဆိုရင်တော့အဲ့လိုနာဖို့သာပြင်ပြီးတော့အေးငါနဲ့တူတယ်ဆိုတာအဲ့ဒါပြောတာပေါ့ကောင်လေးကငါအဲ့ဒီကောင်ကိုတက်ပြက်လိုက်တယ်ဗျာ မင်းတခြားသူမပြောဘူးမလားမင်းပြောရင်လည်းဘယ်သူမှမယုံတော့ဘူးကျွတ်တော့အောင်လာအတွက်တော့လူတက်တယ်လူသေးတယ်ဆိုတာစမ်းတော့မှမဟုတ်တာအဲ့ဒါပဲငါထင်တာမမှားဘူးဆိုရင်မင်းကတကယ်ပဲနမိတ်ပုံတရားကောက်လေးပဲကွာဗျာဟုတ်တယ်မင်းနဲ့ငါမစုံငင်ကလေးကငါရဲ့ရှစ်ဖြစ်ကိုအတွက်ကြည့်တာငါ့ကိုကူညီမဲ့အောင်လန်းစရာတရားပေါ်လာမယ်တဲ့။ तू ਆ ပဲငါရဲ့အစီအစဉ်မျိုးကိုကူညီနိုင်မယ်တဲ့လေ။ ဲ့ဒါကြောင့်မင်းရောငါတပည့်အဖြစ်ခေါ်ခဲ့တာပေါ့ကျုပ်ကအောင်နှမ်းဆရာဆိုပေမဲ့ရုံမာတဲ့အလုံမျိုးတော့မလုပ်ဘူးနော်အဲ့ဒါတွေခိုင်းမယ်ဆိုရင်အခုကလေးကကျုပ်ကိုတက်ပြစ်လိုက်ပါမဘိုးတီဟာလမ်းလျှောက်နေရာကရက်တက်ပြီးအိတ်လိုပြောလိုက်ခြင်းဖြစ်ပါတယ်ဒီကဥဝေလာမဘိုးတီရဲ့ပခုံးကိုပုတ်ပြီးတော့ကောင်းလေးငါ့ဘဝမှာအကြီးမားဆုံးအမငါတငယ်ချင်းကိုတတ်လိုက်မိတာပဲဒါလည်း तू ကအဆုံးရောက်ဖြစ်နေလို့ပါ သူကတော့ငါသုံးဖို့ရွှေတွေလိုချင်တယ်လို့ထင်မှာပေါ့ငါလည်းပြက်လူမဲ့កောင်မှာကွာသူလူတာနဲ့ငါလူတာမတူတာပဲရှိတယ်ဒါတော့ तू ကဘယ်သိပါမလဲမိစုံဖားစုံနဲ့နေလာခဲ့ရတာပဲလေငါကမိမဲ့ဖားမဲ့နဲ့နေလာခဲ့ရတဲ့កောင်ကွာဆရာကြီးပြောတာကိုကြုံနားမလဲဘူးဒီလိုកောင်လေးကငါပြောခဲ့သူလိုပဲ तू ကចောင်းငါဖျောက်တွေကြီးလှူချင်တာငါကသူစည်းရွေကိုလှူချင်တာငါကမြို့မှာအိမ်ဆောက်တယ် အခုမိမမေတွေထားဖို့လှုပ်ခဲ့တယ်။အခုငါအိမ်ဆောင်နေတာကလည်းငါနေဖို့မဟုတ်ဘူးကွ။ငါအသက်ကြီးပြီ။လူလောကမှာအများဆုံးနေနိုင်မှအနည်း20ပေါ့။ဒီထက်တိုရင်တိုဖို့ပဲရှိတယ်။အဲ့ဒါဆိုဆရာကြီးကဒီအိမ်ကြီးကိုဘာလို့ဆောက်သေးလဲ။ကောင်းလေး။တလဲကုန်းမှာရောပဝင်းချင်းကရွာရင်းမှာပါ။အမေရောအဖရောဆုံးသွားခဲ့တဲ့သူတွေရှိတယ်ကွ။ငါကသူတို့အတွက်ဆောက်ထားတာ။ငါလှုပ်ချင်တာတွေအကောင်လှုပ်ပြီး မင်းကိုတာဝန်တစ်ခုပေးစရာရှိတယ်။ကျုပ်ကဘာလို့ပေးရမှလဲ။ရော့ကောက်လင်း။ဦးဝေလာသူ့လွယ်အိတ်ထဲကအယုတ်လေးတစ်ယောက်ကိုထုတ်ပေးလာတယ်။အဲ့ဒီအယုတ်လေးကလူတဲ့အယုတ်လေးဖြစ်ပြီးပစိုးနဲ့အင်းညင်ဝဲပေးထားတယ်။ညသကောင်ကျော်အချိန်ဆိုပေမဲ့လာမင်းကြီးကအတိုင်းသားလင်းနေတော့မို့အဲ့ဒီအယုတ်လေးကိုကောင်းကောင်းမြင်နေရတယ်။ကောင်းလေးဒီအယုတ်ကငါ့ကိုငါချိန်စာတိုက်ထားတဲ့အယုတ်ပဲ။ဗျာဒါရီကိုကျုပ်ကယူပြီးဘာလုပ်ရမှလဲ။ ငါတက်စာဆိုထားတယ်ကောင်းလေးတငယ်ချင်းကိုတက်ပြီးတော့ယူထားတဲ့ရွှေတွေကိုကောင်းရကောင်းကြောင်းနေလှုပ်ပြီးငါ့ကိုငါတက်သေးပါမယ်လို့ရွှေအိုးပါရှင်တွေကိုတက်စာဆိုထားတယ်တကယ်လို့အဲ့ဒီအချိန်ရောက်လိုက်ငါတက်စာဖောက်ဖြတ်ပြီးတက်မသိပဲတရေဘောကြောင်နေငါ့ကိုကူညီပြီးလက်စာတုံးပေးပါကွာဦးဝီလာရဲ့စကားကြောင့်မဝိုးတွေဘလို့ပြောရမှမသိအောင်စွန့်ဟသွားခဲ့တယ်သူထင်သားသလိုဦးဝီလာ ရုံမာပြီးအောက်တန်းကျတဲ့လူတယောက်မဟုတ်ပဲသူလှုပ်ချင်တဲ့အရာနဲ့ ိုးသူတော်ကြီးလှုပ်ချင်တဲ့အရာကအကြောင်းမတိုက်ဆိုင်တာကြောင့်ဘိုးသူတော်ကြီးကိုဥဝိလာတက်လိုက်မိချင်းဆိုတာအခုသူ့ကိုဝန်ခံလိုက်ပြီဒါတင်မကတဲ့ဦးရွှေဟိုးပါရှင်နေဦးအသက်နဲ့ထက်ပြီးတစ္ဆာပြုတ်ထားတယ်လို့ဆိုပြီးတော့သူတတ်မသိရဲ့သူ့ကိုတေးစိန်နိုင်တဲ့ကိုစားအယုတ်ကိုပါပေးလိုက်တယ်ဒီယုတ်ကတကယ်ပဲအဆွတ်ထက်ရလားမသိမဘိုးတေအဲ့လိုစဉ်းစားနေတဲ့အချိန်ဥဝိလာသူ့လက်အိတ်ထဲကပေးအပ်တဲ့ချောင်းကိုထုတ်ပြီးတော့မဘိုးတင်ကိုပေးလိုက်တယ်ကောင်းလေရော့ ဒီအက်နဲ့အယုတ်မျက်နှာကိုထိုးကြည့်မထိုးချင်ပါဘူးဗျာမင်းကငါတောင်းဆိုတာပါကွာအတနာခံပြီးပြောနေတာကြောင့်မော်ဘိုးတီပင်အက်ကိုယူပြီးတော့အယုတ်ရဲ့မျက်နှာကိုထိုးလိုက်တယ်သူထိုးလိုက်တာနဲ့ဦးဝေးလာရဲ့မျက်နှာကသွေးတွေစီးကျလာပြီးဘယ်လိုလုံးဝမမသိအောင်ဖြစ်သွားခဲ့တယ်ရတယ်ကောင်လေးငါဘာမှမဖြစ်ဘူးဆေဟိရောရလားဘာမှမဖြစ်ဘူးမင်းငါ့ကိုတကယ်ကူညီမှာမဟုတ်လားကိုကူညီပါမယ်ဗျာ အေးကွာငါတက်တဲ့ပညာတွေမင်းရောအကုန်သိမင်းမယ်ငါတို့တွေရွာစင်လှဲ့ပြီးအစင်မပြေတဲ့သူတွေကိုကူညီကြတာပေါ့ရွှေတွေကုံသွားတဲ့တနေ့ငါစိတ်ပြောင်းပြီးတေးမှကြောက်နေခဲ့မင်းလက်ထရအယုတ်လေးရဲ့ခေါင်းကိုချိုးပစ်ပြီးတော့လက်ဆတုံးပေးပါမယ်လို့ငါ့ကိုဂရိပေးစမ်းမှာကျုပ်ဆရာကြီးခိုင်းတဲ့အတိုင်းလုပ်ပါမယ်ဗျာဒီကိစ္စကိုမင်းရဲ့ငါရဲ့ပဲသိပါစေကွာနော်စိတ်ချပါကျုပ်ဘယ်သူမှမပြောပါဘူးဦးဝေလာက မဘူးတရေဥကောင်းကိုပုတ်တက်ပြီးကောင်းလေးတို့ရွှေတွေကိုယူပြီးမြို့တက်ရောင်းအောင် ရွှေတွေမကုန်ခင်အထိမင်းနဲ့ငါနဲ့အတူတူရှိကြတာပေါ့မဘူးတရေစိတ်ထဲမှာအတော့စိတ်မကောင်းဖြစ်သွားမိတယ်ဖိုးသူတော်ကြီးရဲ့ပြောပြချက်အရဥဝေလာကိုတက်ပြစ်ချင်လောက်အောင်မုန်တီးခဲ့ပြီးတက်ပြစ်ဖို့အထိစိတ်ကူးထားမိတယ်အခုသူ့ရဲ့အသက်ကသူ့လက်ထဲကိုရောက်နေချိန်မှာတော့အတွေးတွေပြောင်းလဲသွားပြန်တယ်သူ့ရဲ့စိတ်ထဲမှာရွှေအိုးရရွှေတွေမကုန်ပါစေနဲ့လို့သာကြိတ်ပြီးဆူတောင်းနေမိတယ် ပရိသတ်များရှေ့အောင်လန်းဘိုးရင်နဲ့တစ္ဆာဇဏ္ဍလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလို။စာရေးဆရာမောက်တင်ဆောင်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှေ့။ဒီဇဏ္ဍလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစင်သာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။